အာသူကစစ်ရှုံးကောင်စီဖြစ်နေပြီတကယ်လဲစစ်ကအတော်ကိုရှုံးနေတာဖြစ်တယ်မြေပြင်မှာပေါ့နော်ဒီလေချောင်းတိုက်ခိုက်မှုတွေမရက်တက်မနေတော့ဘလို့မှအပြစ်ခက်ရက်တယ်ဆိုတာမဖြစ်နိုင်ဘူးဆိုတာကိုကျွန်တော်တို့ဒီနေရာနေတိတိလင်းလင်းကျွန်တော်တို့သတင်းစကားပါချင်ပါတယ်စစ်အုပ်စုရဲ့အပြစ်ရဲ့ခြေဟာအပြစ်ရဲ့ဟာလုံးဝဟန်ပြအပြစ်ရဲ့ဆက်ရေးကျင်ညာချက်ဒါဖြစ်ပြီးတော့နော် ဟုတ်ကဲ့ပါဒီအကြံဖက်စစ်အုပ်စုကအပြစ်ခက်ရတဲ့ဆိုပေမဲ့မြေပြင်မှာတောက်လျှောက်စစ်ကြောင်းထိုးတာတွေလေကြောင်းကနေအရသာပြည်သူတွေကိုတိုက်ခိုက်တာဆေးရုံဆေးခံတွေတိုက်ခိုက်တယ်ဆိုတာနေ့တူပါလှုပ်ဆောင်နေတဲ့ကိစ္စကြီးဖြစ်ပါတယ်ဒါဟာဒါပြည်သူလူထုတရက်လုံးနဲ့အသီးတနိုင်ငံလုံးတစ်ကမ္ဘာလုံးနဲ့အသည့်ဖြစ်ပါတယ်ကျွန်တော်တို့တော်လိုင်းအင်အားစုများနဲ့ဒီတိုင်းသာတော်လိုင်းအဖွဲ့အစည်းများကအပြည့်ရတယ်လို့ပြောတာဒီတကယ်ကိုအပြည့်ဝအပြည့်ရတာ ဖြစ်ပြီးတော့ရန်သူကို ရန်သူရဲ့စစ်ကြောင်းထုံးမှုတွေကိုဒါကားတဲ့သဘောမျိုးဒါလည်းဖြစ်ပါတယ်ဆိုတော့အာဆီယံအပါအဝင်ကြံတဲ့ကြံတဲ့အင်အားစုများကအပြစ်ခတ်ရစေလို့ပြောတဲ့အခါမှာအပြစ်ခတ်ရဖို့အတွက်အဓိကအရေးကြီးဆုံးကတော့ကျွန်တော်တို့ရန်သူစစ်အုပ်စုရဲ့ဒီလေချောင်းတိုက်ခိုက်မှုတွေမရက်တက်မနေတော့ဘလို့မှအပြစ်ခတ်ရက်တယ်ဆိုတာမဖြစ်နိုင်ဘူးဆိုတာကိုကျွန်တော်တို့ဒီနေရာနေတိတိလင်းလင်းကျွန်တော်တို့သတင်းစကားပါချင်ပါတယ် ဒီစစ်ကောင်စီကပေါ့နော်ဒီအပြည့်အဝကြီးညာတယ်ဆိုပေမဲ့တကယ်တကယ်ကျတော့လက်ရှိချိန်ဒီအဲစစ်ကောင်စီကပေါ့နော်ကြီးရီလေး၃ခုစလုံးထိုးစစ်ဆင်တိုက်ခိုက်နေရတော့တွေ့ရတယ်အာသူကစစ်ရှုံးကောင်စီဖြစ်နေပြီတကယ်လဲစစ်ကအတော်ကိုရှုံးနေတာဖြစ်တယ်မြေပြင်မှာပေါ့နော်သူထိုးစစ်လုပ်နိုင်တာကတော့အညာတီတာ ပဲကောင်းကောင်းထိုးစစ်လုပ်နိုင်တယ်ပေါ့နော်အဲသူဒီနောင်ချိုကိုထိုးစစ်လုပ်နေရလဲကြပြီဒါပေမဲ့နောင်ချိုမှာလဲသူကောင်းကောင်းငန်းငန်းမလုပ်နိုင်နေဘူးပေါ့နော်ဆိုတော့ဒီအညာမှာစစ်ကြောင်းနေဇတိုက်လုပ်နေတယ်အဲ့တော့သူကအပြည့်ရဲ့ဂျင်ညာလဲဆိုတာကအပေါ်ယံနိုင်ငံတကာအတွက်ပဲအဲစာထုတ်တယ်နိုင်ငံတကာရှေ့မှာမျက်ရည်ခြူပြတယ်ဆိုတော့ဒီအတွက်ပဲဖြစ်တယ်ပေါ့နော်စေအောင်စုရဲ့အပြည့်ရဲ့ဂျင်ဟာအပြည့်ရဲ့ဟာလုံးဝဟန်ပြအပြည့်ရဲ့စေရည်ဂျင်ညာချက်ဒါဖြစ်ပြီးတော့နော် တကယ်တမ်းဆိုလို့ရှိရင်တော့စစ်ပရိရယ်တုံပြီးတော့သူဆက်ကျင်သူเนาะအင်အားစုတွေကိုရော့ရဲသွားအောင်เนาะအယုံသွင်းတဲ့သဘောမျိုးဖြစ်နေရထရတယ်เนาะပြည်သူတွေအတွက်စဉ်းစားပြီးတော့အပြည့်ရကျင်ညာတာမဟုတ်ဘူး။သူနိုင်ငံတကာမှာလက်ချက်တမိရဖို့အတွက်အပြည့်ရကျင်ညာတာဖြစ်တယ်။ပြီးတော့ဒါကအပေါ်ရန်စာပဲဖြစ်တယ်။တကယ်တကယ်မြေပြင်မှာတော့သူကအခုချိန်ထိတိုက်နေတုံးပေါ့နော်အာဒီလေချောင်းတိုက်ခိုက်မှုကလည်းအဆင်မပြတ်ဖြစ်တယ်။သူအပြည့်ရကျင်ညာမှုမှပဲ အဲကလေးတငယ်တိဆုံးမှုဗောနော်ဒီအပြစ်မဲ့ရတာတိဆုံးမှုကလည်းပုံမှုများပြားလာတယ်ဗောနော်ပုံမှန်အချိန်နဲ့တော့များပြားမှုတွေတွေ့ရတယ်ဒီနေ့ပြည့်ရက်လက်မှတ်ထူလောက်ကြတယ်အဲနောက်နေ့ဒီဒီလူတွေကပဲဒီလိုတိုက်တော်တဲ့လူတွေကပဲအခုလက်ရှိဒီလက်နက်ကန်တွေရှိရနေရတွေကိုဟိုနေ့စဉ်လက်နက်ကြီးတွေနဲ့ပြစ်ခတ်တာတွေဒီလူတို့ကိုတတ်ဖြတ်တာတွေလုပ်နေတော့ဒီပြည့်ရက်လောက်တဲ့ခေတ်ကဆိုတော့အေးအိုတွေကလည်း ဟိုတကယ်ဒီလက်ရှိ EU လို့ဟိုတွေပေါ့နော်ဒီငငယ်ရေးအရအဲ့လောက်ကြီးအဲ့လောက်ကြီးလဲဟိုခန့်ညက်ဟိုရှိတဲ့လူတွေမဟုတ်ကြောက်ပေါ့နော်ပြောချင်တာကတော့ EU တွေလည်းဒီကိစ္စကိုကောင်းကောင်းနဲ့သိတယ်ကောင်းကောင်းကိုက်တွယ်နိုင်မဲ့လူလဲအာကျွန်တော်တို့ယုံကြည်နေပေါ့နော် EU တွေဘက်မှာ EU တွေဘက်မှာပို့ပြီးတော့ဒီစရှုံးနေတယ်ဆိုတော့ အော်ဒီဘောနော်ဒီ AEO ဘက်မှာသူရန်စချုံးနေတဲ့ခါကျတော့ AEO ကိုလည်းဒီအပြစ်သူအပြစ်ရထားတဲ့နေရာမှာရက်ပြီးဖို့ဆိုတဲ့ဟာမျိုးသူပြောနေရမျိုးလေးဂျန်နာတွေ့ရတယ်တကယ်တကယ်တော့သူကြီးဒီဘောနော်ရခိုင်မှာလည်းသူစချုံးနေတဲ့ဒီကြောက်သူပြင်ကြောက်ဖြူတိုက်ပွဲမှာလည်းအာသူတို့ရဲ့ဒီ G1 အဆင့်အတာကြာရှုံးနေတာတွေ့ရတယ်အဲ့လိုပဲအာဒီကင်ယူနီဘက်မှာလည်းမနေ့ကလည်းဒီပင်လောင်ပင်လောင်ဘက်မှာတိုက်ပွဲတွေမှာလည်းသူတို့စချုံးနေရတော့ထောက်ချောက်တွေ့ရတယ်ဆိုတော့ဟို အဲ့လိုပဲဒီကရင်ဘက်မှာဆိုလဲနေဇာမင်းကြောက်လုံးကရင်ကတိုက်စစ်ဆင်လာတာကိုတော့ရှောက်တွေ့ရတဲ့အတွက်ပေါ့နော်သူကအေးအိုတွေအပြည့်ရက်ထားမှဖြစ်မယ်မဟုတ်ရင်သူကဒီအညာကိုထင်းချုပ်ပို့ခတ်ပို့ခတ်ခတ်လာတယ်ပေါ့နော်အဲ့တော့ဒီဒါကဟို UNG ကပြောနေတဲ့ဟိုအထူးထူးထူးစစ်ကြီးမတိုင်ခင်မှာပဲအေးအိုတွေကလည်းပူပေါင်းလာတယ်ဆိုတော့အမြင်ကိုမြင်နေရတဲ့ခါမှာအာဒီတကယ်ကြီးထူးထူးစစ်ကြီးဖြစ်လာခဲ့ရင်သူတော့ခံရပါကြီးရဲ့ဆိုတော့တွေးနေပေါ့နော်အာဒါကိုသူဒီကြောင်ကချာပြောနေရလို့ပဲမြင်ပါတယ်ဒီနှစ်ပေါင်းများစွာနှစ်ပေါင်း 90ကျော်ဒီစစ်တပ်ကပြည်သူအတွက်ဘယ်လောက်ထိကောင်းကျိုးပေးခဲ့လဲဆိုတာကျွန်တော်တို့ပြန်တိုင်းတာဖို့ပြန်ကြည့်ဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီစစ်တပ်ကပြည့်ရတဲ့ပြောပြောတဲ့ကိစ္စကတော့ရှင်းပါတယ်လီတန်ပေးပြီးတော့ဒီငါဖရပါဗျာအဲ့ဒါပဲရှိလိမ့်မယ်လို့ကျွန်တော်တို့မှတ်ယူချင်တယ်စစ်တပ်ကဘယ်တော့မှပြည်သူလူစုဖုံပါယူမယူသားခဲ့ဘူးပေါ့နော်ပြည်သူလူစုအတွက်ဒီတနိုင်ငံလုံးပေါ့ဗျာ ဒီဒေတာလိုက်တော့မပြောတော့ဘူးတနင်္ဂနွေလို့အတွက်စစ်တပ်ရဲ့ကောင်းကျိုးဆိုတာကျွန်တော်ဟိုဘဘဦးတင်ပြောလို့ပေါ့ဗျာစစ်တပ်ဆိုတာစစ်တပ်ရဲ့ကျေးဇူးဆိုတာမူးတော်ရှူဖို့မရှိဘူးဆိုတဲ့အားမျိုးပေါ့ဗျာကျွန်တော်တို့အလုပ်ခံနေတယ်